ဗိုလ်ချုပ်ကြီးနေဝင်းကသူ့ဘဝတစ်ချောင်းလုံးရရရအမျိုးမျိုးနဲ့အာနာတက်လာခဲ့တာကွမသိခင်အာနာဇက်ပြင်းလုံးကငါးသီတော်ငါးရဲ့အာနာဇက်ဟာအသက်ရှင်တန်ကြီးထွားပြီးကြံရစ်ရမယ်လို့ရရရရှိခဲ့တယ်ခေါင်းဆောင်ကြီးသုံးဦးတို့သည်အာနာဇက်ဆက်လက်၍တီမြဲပြီးဘုံတကူထွားပြီးဆိုပါလင်မစင်ကိုပင်နှာခေါင်းရှုံကစားရန်ဝင်မလေးသူများဖြစ်ကြသည် နောက်တနေ့နက်နက်9နာရီ9မိနစ်9စက္ကန့်တွင်တပြိုင်တည်းပြာစားကြမည်ဟုချင်းဆိုကပြာကိုစားရရင် ကိုနီးနေကိုစားကြသည်ဘုံကြုံမူကြီးတန်းရှိကကျောက်ကအန်တက်တယ်ပြဟုဆိုကပြာကိုငှက်ပြောသည်တွင်မြုပ်ရီစားသည်ဘုံကြုံကြီးမောင်ကြီးကအရက်နဲ့မျောလင်ဘာမဆိုအေးပြောတာပဲဟုဆိုကအရက်ခွက်တွင်ရောထဲ၍တက်မော်တဲ့နေတောက်လိုက်၏ဘုခင်ညွန့်ကမူ ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်သရော်စာတစ်ပုဒ်ကတော့ဆရာကြီးကြီးမုံဦးတောင်းရေးသားတဲ့ဥနေဝင်းကြီးပြတဆုပ်ဆိုတဲ့စာအုပ်ထဲကမှပြာကို စားသည့်မင်းလောင်းဆေပါဆိုတဲ့သရော်စာပဲဖြစ်ပါတယ်ပြာကိုစားသည့်မင်းလောင်းဆေပါဗာမုတ်ထံတို့ပြာနှစ်စာရောက်လာချိန်တွင်မြန်မာနိုင်ငံရန်ကုန်မြို့တော်တွင်ပြာရဲ့မင်းလောင်း၈ဦးရှိနေလေပြီထို၈ဦးစလုံးတို့သည်မိမိတို့မထိုင်ရသေးသောရာဇပလင်ဖင်းနှင့်မြဲရည်နှင့် မင်းလောင်အချင်းချင်းတဦးကိုတဦးကဖဲထုတ်ရည်တို့အတွက်ပါစိတ်ကူးနေပြင်ဆင်နေကြလေပြီပြာစားမင်းလောင်ဟောကင်းကိုထုတ်ဟောသူဘိုးတော်အောင်ထုတ်ခေါင်းသည်မူလကဘိုးချုပ်ကြီးနေဝင်းနဲ့သမီးခင်ဆန္ဒဝင်းတို့ဤဘိုးတော်သာဖြစ်သည်ခင်ဆန္ဒဝင်းကသူ့အားဘိုးဘိုးအောင်ဟုခေါ်လေးရှိသည်ဘိုးချုပ်ကြီးနေဝင်းရာထူးမှထွက်ရလူလူချစ်လေးလုံးခစ်တွင် ထောက်လန်းရေးညွန်ကြားရေးမှုချုပ်ဘုံမူကြီးခင်ညွန့်နဲ့မျက်နှာတမ်းမိတော်လဲရင်းနီလာကြီးမဟုတ်ပေဘိုးချုပ်နေဝင်းလွန်ကာလဒုတိယဘိုးချုပ်ကြီးအဖြစ် ဘိုခင်ညွန့်အာနာဇတ်တောက်ပချိန်တွင်လဲရင်းလိလာကြီးမဟုတ်ပေဒုတိယဘိုချုပ်ကြီးခင်ညွန့်ကအန်တော်ဝါတိကကိုကိုွယ်သောဘိုးတော်မှာဘိုးတော်ပန်းလာဖြစ်၏နဝတာတက်ဆခိကဒုတိယဘိုချုပ်ကြီးခင်ညွန့်သည် အာနာမြင့်ရေးရာဒူးတက်ရေးအတွက်ရတရာရှေယံဘိုးတော်ပန်းလာ၏အမိန်အရကိုရက်ကိုညအိယာဝင်တိုင်းနတ်တဖြူတဏ္ဍခါလိမ့်ကြံ၍ထမိန်ဝိကဆက်တော်ခေါ်ခဲ့ရဘူးသည်ရတရာအောင်သည်ဟုသူကယုံကြည်သဖြင့်ဘိုးတော်ပန်းလာအားအထူးအားကိုးသည် ိုးတော်အောင်ထုတ်ခေါင်အားကိုးကွယ်ခြင်းမပြုခဲ့တော့လေအလားလာရှိဟန်တူသည့်ဖြစ်အောင်ထုတ်ခေါင်လိုသမျှထောက်ပံ့ပူဇော်ခဲ့သည်အောင်ထုတ်ခေါင်သည်ဘကုတ်မြို့နှင့်ကိုးမိုင်ကွာရှိအောင်ပင်လဲရွာအောင်ပင်လဲဈေးကြီးအနီးမှာဇရက်ငယ်တစ်ခုတွင်တရင်သုံးသည်သူ့အတွက်ဘကုတ်မြို့မှလေးစီတကြိုးလိုင်းဆွဲပေးရသည်အဲဂွန်လေးပီဇက်တက်ဆင်ပေးရသည်တလတစ်ကြိမ်ဂျော်နီဝေါ်ကာဘလက်လေးပဲဝီစကီပို့ပေးရသည်ထို၍ထိုမြတ်ပါတာရသည်မှာဘိုကင်ညော့အဖို့မဖြစ်ဆက်လောက်သာနှုတ်မိတ်နှင့်ကိစ္စပြီးသည် လက်ထောက်စစ်ဆောင်တော်ယုံမအရာရှိတအူးကိုလှုပ်ပြီးလိုက်ပါကွာစကားငါးလုံးဖြင့်အမိတ်ပေးယုံသာထို့သောပတာသည်ဖြင့်အခအားလျော်စွာအောင်ထုတ်ကောင်းကမိန်ကြားသည့်ဟောကိန်းများကိုမူဒိုရီယာဘုံကျုပ်ကြီးခင်ညွန့်ကအလေးထားသည်ဟောသည်မကိုဘိုးတော်ပန်းလာအားတဆင့်ဆွေးနွေး၍ပြုသင်သည်မသာပြုလုပ်သည်စောစော ကာလကလေးလေးနက်နက်ယုံကြည်မှုမရှိတော့လဲ2000ခုဇန်နဝါရီလကဘိုးတော်အောင်ထုတ်ကောင်းကတွေ့လို့သည် အထူးကိစ္စတရက်ကိုမြင်သည်ဟုဆိုသည်ဖြင့်အလျံမြန်သွားခဲ့သည် ဗိုလ်ချုပ်ကြီးရဲ့လက်ထောက်အတွင်းရေးမှူးနှင့်မှာမရဏဂိမ်းမြင်နေကျုပ်က စုတူပါပဒညာနာနဲ့ကြည်တော့ဥပိစေတကကံတင့်နိုင်တာကိုမြင်ရတယ်ဒီတော့ဒီရက်တွင်ခရီးမထွက်ပါစေနဲ့အထုသဖြင့်လေရင်ပြန်မစည်းပါစေနဲ့ဟုဟောသောအခါဗိုလ်ချုပ်ကြီးခင်ညော့မှာကြက်သိမ်းမွေးညင်းထမိသည့်အထိတုံ့လောက်သွားခဲ့သည်အခါပေးတဲ့ကဲ့သို့ဖြစ်နေသည်ဟောကိန်းဤတလအတွင်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးတယောက်ရဟတ်ရင်ပြက်ကြကသေလုံးဒီကိုမြင်ရသဖြင့် ဘိုးတော်အောင်ထုတ်ခေါင်ကိုအထုယုံကြည်မိရတော်သည်အတွင်းရေးမှုနှင့်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးအားလောက်ကြံရန်ကြံစီမှုနှစ်ကြိမ်နှစ်ခါဖြစ်ခဲ့ပြီးလေပြီ1998ခုနှစ်စန်းကကဘာအေးလိုင်ကူတွင်ဘုံခွဲကလောက်ကြံစဉ်ကလွတ်မြောက်ခဲ့သည်တဖန်ဤပရလောက်တွင်ပါဆယ်ဘုံနှင့်လောက်ကြံသဖြင့်တမီးတေရရှာသည်စစ်ဆောင်တော့တို့ကအသေးစိတ်စုံစမ်းသည်ဟုဆိုကထိုလောက်ကြံမှုတို့ကိုပြပမှအဖြစ်သမားများ၏ကြံစီမှုဟုလွယ်ကူစွာအပြေပေးခဲ့သည်အတွင်းရေးမှုနှစ်ကိုသေစီလိုသူမှာ ပြည်ပဒီမိုကရေစီအင်အားစုများမဟုတ်နာဖအဖွဲ့ဝင် အချင်းချင်းသွေးကွဲသဖြင့်နာဖခေါင်းဆောင်အရှုတ်သာဖြစ်နိုင်သည်ထို့ကြောင့်မြေသူ၏လက်ချက်ဟုသိရှိကတရားခံကိုအရေးယူပါရန်ရဟယင်ပြက်မှုကိုစုံစမ်းစစ်ဆေးပေးပါဟုကြံရိတ်ချသူမုတ်ဆိုးမှဒေါခင်တန်းရွယ်ကဗိုလ်ချုပ်မှုကြီးထံစာတင်သည်ကြက်ကရာရှိတံပိုးရှိသည့်စီးပွားရေးအခွင့်အရေးများပေး၍သာရွှေသိမ့်ခဲ့သည်စုံစမ်းရေးအဖွဲ့ကိုဖွဲ့ပေးရန်ကိုမူဗိုလ်ချုပ်မှုကြီးကညင်းခဲ့သည်1950ခုနှစ် ညတညကလက်ဗရန်မျိုးဤမောင်ရိပ်တစ်ခုတွင် မောင်တောင်းရွှေဘိုတင်ဥယင်ငင်းနံပဲမောင်တောင်းရွှေကိုလူနှဦးကမိလဲအောင်ရိုက်နှက်၍လက်ဝဲလက်စားနှင့်ငွေများကိုလူယူသွားခဲ့သည်ကိုခံခဲ့ရဘူးသည်အဲ့ဒီလူနှစ်ယောက်ဟာဘသူတွေလဲဥပဒေပေါင်းအတွင်းကလူတွေလားဥပဒေပေါင်းပြင်ဘက်ကလူတွေလားဟုဗိုတင်ဦးသည်တသက်လုံးစဉ်းစားတော်လဲအဖြစ်မရရှာဟုနဝရီစာဒီအဖွဲ့ကပြုစုသော သူနှင့်သူရှိသောပြည်သူဗိုတင်ဦးဇက်ကြောင့်စာအုပ်တွင်ရေးသားထားသည် ိုတင်ဦးအဖို့လူငယ်ဘောကသူ့အားရိုက်လူသူများသည်ဥပဒေပေါင်းတွင်ကလူများသို့မဟုတ်ဥပဒေပေါင်းပြင်ပမှလူများတွင်မိသူတို့ဖြစ်သည်ဟုတိမတော်ရှာတကဲ့သို့သူ့အားလောက်ကြံသည်ဆိုသူများသည်ဥပဒေပေါင်းတွင်မှလူတွေလောဥပဒေပေါင်း၏ပြင်ပကလူတွေလောတတ်သူမိသူနည်းဟုသောမေကုံမသိနိုင်ပဲဘဝဆုံးရရှာပြီသည်အဖြေကိုနဝတအစိုးရလုံးဝမှဖော်နိုင်ပြီမည်ယခုဘိုးတော်အောင်ထုတ်ခေါင်အဖြစ်တကိုးထွားနေသူမှာဒီမိုကရေစီခေတ်ကအိုးဝေတည်င်းစား၌ တည်င်းတော့အဖြစ်ပင်မန်းတကြီးရှားဖွေစားတော့နေရသူလုံခဲ့တဲ့ဥသာဖြစ်သည်ထိုစဉ်ကသူဤအမီအောင်ထွန်းပကံညောင်းမျိုးဤနောက်ဖေးငတယောက်ရွာမှရန်ကုန်သို့တက်လာသောတောသားလူလေတယောက်သာဖြစ်သည်ဇာတိရွာမှဆရာတော်ဥဒိဋ္ဌထာမဘေးရင်ပညာတက်လာသည်ဟုဆိုကဟောကိန်းထုတ်လိုက်ရှိသည်ဖြစ်ဘေးရင်ယူဟုတည်င်းတော့လောကတွင်ထင်ရှားခဲ့သည်တည်င်းတော့တကားဒိုးရယောက်တည်င်းဆောင်ပါရေရာတွင်1958ခုစစ်အစိုးရအားပေါင်းမီဝဲအစိုးရဟုတယောစာနှင့် ကလိစင်ကအောင်ထုံးသည်တကားတို့ဤအိမ်တို့ဆက်ရှင်းပေါက်လာပြီးကိုလူစစ်တပ်ကိုတွားပြီးမကလိနဲ့နော်ကောင်းကောင်းကြီးခံရမယ်ဟုချိုးတင်တတိပေးခဲ့သည်ရပ်ပိုင်းအတွင်အဖမ်းခံရပြီးထောင်ချသည်ကိုခံခဲ့ရသည်ထိုစင်ကဟောခဲ့သေးသည်ကိုလူဇာတာမှာစစ်ဘိုတို့ရဲ့ဆောင်းမကြည့်ချုံမှုနဲ့ကြီးပွားချမ်းသာဖို့ပါတယ်ဒီတော့ကိုလူစစ်ဘိုတို့စစ်တပ်တို့မကောင်းကြောင်းစာလုံးကလေးတစ်လုံးမှမရေးလေနဲ့ခမည်းလဲတက်ပါတယ် စေဘုံမန္တမယကိုဆက်လန်ပေးပြီးတော့ဇောတိကဇတိလာတို့ဂိမ်းစိုက်နိုင်တယ်တထေးဖြစ်တော်သာကျုပ်ကိုမိမထားနဲ့အောင်ထုံးဤဟောဇဒန်ကိုကြားလိုက်တော့တကားတို့ကတော့ဒေါ်မိသေးကလင်းထောင်မှထွက်လာပြီးကလောင်ကိုပြန်ကင်သောအခါလင်းရေးလေသည်မြဆောင်းပါမန္တမယကိုဖတ်၍စစ်တပ်ဆန့်ကျင်သောစာပိုင်များကိုစဉ်စားဖြတ်တော်သည်တကားတို့ကလည်းလူကြီးလဲသည်စစ်ဘုံမြောက်ကိုသာမကတက်ကြည်ကြီးမြောက်ကိုပါဆက်လန်ပေးသည်ဘုံမူကြီးအဆင့်ထက်မြင့်သောစစ်ဘုံနှင့်ဂျုံလင်း ဖနက်ပြောင်လက်သွားအောင်တိုက်ချုပ်ပေးသည်အောင်ထုံးဤဟော်ဂိန်းမှန်သည်စပောင်းလိုက်သောအခါနိုင်ငံသား52တန်းတို့ထမရီတောင်းနေရခြင်းတွင်ဆရာတကာတို့သည်ဘိုးချုပ်ဈေးကြီးတွင်အီယာမဆိုင်ကြီးကနာကြီးမှန်ကားကြီးတိုက်ကြီးနှင့်ပြည်တော်သားနေလီပြီးနောက်ပိုင်းတွင်အောင်ထုံးတစ်ယောက်ပျောက်သွားခဲ့သည်အလန်နီတို့တောခိုရာသို့လိုက်သွားသည်ဟုသတင်းသက်သက်ကြားရသည်မဆာလာခိတင်မှအောင်ထုတ်ခေါင်းဟုအမိတမျိုးနှင့်ပေါ်ထွက်လာသည်မဆာလာလူသက်ဘိုးချုပ်တမရတမွန်းတဲ့ ဘုံမူကြီးစိန်လွင်ဤအခါတော်ပြီးဘီတော့မလိုင်ဆရာဆိုင်တကိုးထွားချိန်တွင်ဆရာဆိုင်ဤအပားတွင်တွေ့ရသည်အလန်နီငွေမကင်းသူဘေးတွင်မလိုင်တုံးကြီးဆရာဆိုင်ကရဲနေအချင်းချင်းကူညီ၍ဆင်တင်လိုက်သဖြင့်ထင်ရှားလာခဲ့သည်နာအဖခစ်တွင်တနေ့တစ်နေ့အမျိုးသားကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဤဇာတာကိန်းကန်မြင်မာလာသဖြင့်ရရရရှိရန်ဘုံချုပ်ကြီးများကဆရာဆိုင်အားတာဝန်ပေးသည်ချွေတကုံဇေဒီအနောက်မြုပ်စနေတော့တွင်ဇေဒီတစုတဲ့ရန်အကြံပေးသဖြင့်အမြန်ဆောင်ရွက်ရန်အမိန်ပေးသည် အခမ်းအနားနေ့တွင်ပုံကြကြီးသုံးဦးတို့သည်မြေပြင်မှတပေကန့်မြင့်သောမန်တက်တွင်ဆရာတော်များကိုပင့်ဖိတ်၍တီလာယူကြသည်ဆရာဆိုင်နှင့်အဖွဲ့ကဇေဒီတီဆောင်မြေနေရာတွင်ပနတ်ဆံငုံများအုပ်အင်္ဂရီများနှင့် ပြင်ဆင်နေကြသည်အခါတော်ကြာသောအခါဆရာဆိုင်ကပုံကြကြီးများခမညာပနတ်ဆက်ဆိုင်ရန်အခါတော်ကြာပါပြီမန်တမဆင်းခဲ့ကြပါခမညာဟုအတန်ရှဲ့ဆံမှပင့်ခေါ်သည်ပုံကြကြီးသုံးပါးစလုံးမျက်နာမတမယာနှင့်ဆင်းလာကြကဆရာဆိုင်၏အစီအစဉ်တိုင်း ပနတ်ဆက်ရိုက်ကြပြီးနောက်ကြပြကြရပြန်သွားကြသည်ဒေါနေမှဆောက်၍ဇေယဆိုင်တယောက်ပျောက်ချင်းမလားပျောက်သွားသည်ဒေါခုသည်ဟူယူဆရန်မသိမ့်ပေဇေယကြီးသခင်ဆိုးပင်မရှိတော့သဖြင့်မဖြစ်နိုင်ဇေယဆိုင်တယောက်ဘေးရောက်သွားပါလေမင်းပရိရဲ့ငတင့်တယ်နားဝင်မလဲရှားဟူ၍စကားပုံရှိသည်ပနတ်ဆက်ရိုက်ပွဲမတိုင်မီတလကန်ကမန္တလေးရွှေမြို့တော်ဆိုင်းနန်းရက်မြန်မာညွတ်အငိမ့်တပင်မှလူချင်းတော်ကိုသာကြီးနဲ့မောင်ပေစီတို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်ရခင်လာကတညသားတွင် ဂုံတန်ရက်အလူပွဲတစ်ခု၌ခကြသည်သည်ထိုစဉ်ကပွဲကြီးပြိတ္တကိုဂလိထိုးကြရာတွင်ပြက်လုံးတစ်ခုမှလွန်စွာပွဲကြသဖြင့်စုအများရခဲ့သည်သည်ထိုးပြက်လုံးမှာစင်ပေါ်၌ဒန်းတစ်ခုဆင်ထားပြီးပေစီကဒန်းစီနေသည်တာဂီကပကံတစ်ချက်နေထမင်းစားနေသည်ပေစီကဒန်းကိုလွှဲပေးပါဟုအကြိမ်ကြိမ်ပြောသည်တာဂီကမလွှဲနိုင်သေးဘူးငါစားတော့ရှိသေးတယ်ဟုညင်းသည်လွှဲပေးပါလွှဲမပေးနိုင်ဘူးငါစားတော့ရှိသေးတယ်လွှဲပေးပါ လွှဲမပြီးနိုင်ဘူးငါစားတော့ရှိသေးတယ်လူပြည့်နှစ်ဦးတို့အချင်းချင်းပြက်လုံးထုတ်တိုင်းပြိတ္တကပွဲကြကအုံကနေအုံကနေကြီးကြသည်တော့နေနာမကျော်လူရှင်တော်နှစ်ဦးတို့ပျောက်ကွယ်ခဲ့ရမှာသုံးလခန့်ကြာတော့အခါငါတို့နှစ်ယောက်ခန္တီမျိုးကထောင်မှာရောက်နေတယ်စောင်းထူထူနဲ့ခြံအောင်ပို့ပေးပါဟုမိသားစုများစာရကြမှာသာနာအဖဘုံချုပ်ကြီးများအမျက်တို့တဖြစ်တန်ခတ်ခံရသည်ဟု၍အဖြစ်မှန်ကိုသိကြရလေသည်ဆင်းပေးပါဟုသောစကလုံးနှင့်လွှဲပေးပါဟုသောစကလုံးနှစ်ခုကို နာဖအစိုးရထိပ်သီးအာဏာပိုင်ဗိုလ်ချုပ်ကြီးသုံးဦးတို့ကနားမလေးတမ်းမကြားလိုသည်ကိုနားမလဲလင်ဘဘဲမောင်တင့်တဲ့တို့ခံကြရပါမည်ဘိုးတော်အောင်ထုတ်ကောင်ကလူလေကြသည်စင်းပေးရန်လွှဲပေးရန်မပြောနန်းတက်နီးအသက်ဦးဆန်ပိုင်အေဂရမင်းဖြစ်နီးကိုဟောသည်ဗိုလ်ချုပ်ကြီးနေဝင်းလူပြည်ညီးသည်ဖြင့်နတ်ထီးဟိုရင်းအဝေစီရောက်သွားပြီးရက်အတန်ကြာသောနေ့တနေ့တွင်ဘိုးတော်အောင်ထုတ်ကောင်အိယာမထလင်ထခြင်းပရိမောက်မှဝင်လာသည့်နေအောင်ကြီးကလက်ခနဲ့ ထိုးလိုက်သည်နှင့်ကြုံကြိုက်လိုက်သည်ထပ်ပြူလာသောတနင်္ဂနွေဂျိုးဖြစ်သောနေမင်းဤရောင်ချံခတ်သဖြင့်မျက်စိကျင်းသွားသောကြောင့်ရှက်ရှင်းတမယာဇူဤရုဘေရင်သုံးပုံအပြင်အာတပနဘေရင်ကျန်းကိုပါထောက်၍ကြည့်ပြီးကြောက်တင်မုံဘော်တွင်ဆနရာသည်ဝင်ချကာတွက်ချက်လီသည်အာတပနဘေရင်ကျန်းကိုပထမံဆရာသိန်းတိပမခိုးလာသည်ဂျေးပရပိုက်မူမကူးယူထားသည်ဟုသူကပြောသည် နေအောင်ပြောင်ဤဓာတ်တွင်နက်နဲသောအချက်များကိုတွေ့ရသဖြင့်တနေကုန်အစာမစားအရက်မတော့ဘဲတွက်ချက်ရသည် ်မြစ်တန်းကောင်ကျော်မှာအဖြေကိုရသည်ဘိုးတော်တုံ့လှုပ်သွားသည်ချက်ချင်းဆဲဖုန်းကိုကင်ကာမေခါလန်းရှိအိမ်တော်သို့ဆက်လိုက်သည်ဟေးသမီးဝင်ဟာဘိုးတော်ပါလားဘာဘာရေးပေါ်လို့ပါလဲရှင်အဖိုးကြီးရဲ့ပြာကိုရေးမျောတော့ကအလုံးမျောသလားသူတို့ကဇွပြောလို့အလုံးမျောလိုက်ရတာပေါ့တပွင့်တံပုံးမှမကြံဘူးလားမမကြံပါဘူးအကြောင်းထူးရှိလို့လားဗျတိကျရင် သမီးဝင်အခုလာခဲ့အခုချက်ချင်းကားနဲ့ထွက်ခဲ့ပါမယ် သူတို့ကအပြင်ထွက်ခွင့်ကိုဘယ်တော့ပိတ်မယ်မသိဘူးတနအီအတွင်းရောက်လာပါမယ်ဆန္ဒဝင်းကိုဟောရီပြန်သွားပြီးနောက်ဘိုးတော်သည်ခင်ဆန္ဒဝင်းတို့မိသားစုကိုသာကွက်၍အသိပေးရန်မသိဟုဆင်ခြင်မိသဖြင့်သူတဦးတည်းဆက်ရန်နံပါတ်ပေးထားသောဘိုးချုပ်ကြီးခင်ညွန့်၏အထူးတယ်လီဖုန်းနံပါတ်ကိုနက်နက်စောစောတွင်ဆက်လိုက်ပြန်သည် အမိန်ရှိပါဖို့ဖို့ကျွန်တော်ပါ အဖိုးကြီးရဲ့ပြာကြံ့ရည်သလားကွဆုံးတော့ဆန်းကွာဘာလို့ဖို့လဲဖို့ဖို့ရဲ့အေးဒီလိုကွာငါအမြင်ပေါက်တယ် အဖိုးကြီးရဲ့တကိုးကသူ့ရဲ့ပြာမှာကြံရစ်တာကြောင့်အကျိုးကျေးဇူးများမယ်လို့မြင်ရတယ်ကွဟုတ်ပြီဟုတ်ပြီကျွန်တော်ကိုယ်တိုင်စုံထောက်ပါမယ်ဘိုးတော်ကသာဒီဟော့ကင်းကိုဘသူ့ကိုမှမဟောပါနဲ့အထူးရှုပ်ဝတ်ပေါ့ကဲကျွန်တော်အခုသွားတော့မယ်တည်င်းလိုက်မယ် Top Secret Hey ဟုဘိုးတော်ကပြောပြီးတဲ့နဲ့ပေါခင်ညွန့်သည်အိမ်မအစင်းကကားကိုမောင်း၍စစ်စုံထောက်ရုံးကိုသွားကာစုံစမ်းရန်စီစဉ်ညွှန်ကြားသည်ဆက်လိုက်၍ဘကိုးတို့အမြန်မောင်းကဘိုးတော်ကိုတွားရောက်တွေ့ဆုံသည်ဘိုးတော်ဤတင်းနှံသို့မဝင်မီ အဝေးမှလမ်း၍စနေနာပြီးမှဝင်သည်ဘိုးတော်ကသူ့ရဲ့မဟာဟောကိန်းကိုမဆိုင်မတွမိန်ကြသည်ဘိုးချုပ်ကြီးနေဝင်းကသူ့ဘဝတစ်ချောင်းလုံးရရရအမျိုးမျိုးနဲ့အာနာတက်လာခဲ့တာကွမသိခင်အာနာဇက်ပြင်းလုံးကငါသီတော်ငါရဲ့အာနာဇက်ဟာအသက်ရှင်တန်ကြီးထွားပြီးကြံရစ်ရမယ်လို့ရရရရှိခဲ့တယ်ဒါကြောင့်သူတည်ပေမဲ့သူ့ရဲ့အာနာဇက်ကတည်မသွားနိုင်ဘူးအဲ့ဒါကြောင့်ပဲသူတည်တဲ့နေ့ကအမြန်ဆုံးမီးသင်းကြိုကြဟေးလို့မင်းတို့ကငါကညှုံခဲ့တယ်မင်းတို့ကချက်ချင်းမီးချိုခဲ့တော့ ဗိုလ်ချုပ်ကြီးနေဝင်ရဲ့အာနာဇတ်ဟာသူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့အတူပြကျသွားပြီလို့စိတ်အေးနေခဲ့တယ်။ဒါပေမဲ့ဒီနေ့မနက်နေရောင်အလတ်မှာသူ့ရဲ့အာနာဇတ်မသေးသေးပဲနေရောင်ကြီးတက်မြင့်မှာကတ်နေတာတွေ့ရလို့မင်းကိုဖုံးဆက်တာပဲ။အလွန်သေးငယ်တဲ့စံရှီမြင်လောက်သာရှိတဲ့အမြင်ကလေးတက်မြင့်မှာနေဝင်းရဲ့တကူကတ်နေပြီးတလက်လက်ဝင်းနေသေးတယ်။အဲ့ဒါကြောင့်သူ့ရဲ့ပြာကိုစားနိုင်ရင်သူ့ရဲ့တကူကိုရနိုင်တယ်။သူ့လိုအာနာထက်တဲ့မင်းဖြစ်နိုင်တယ်။ ရရရတက်တဘောကိုနောကျေသူဘိုခင်ညုံကကောင်းစွာနားလေလိုက်သည်။နောက်ထပ်မမေးပဲတခွန်းသာမေးသည်။ဒေါ်စန်နာဝင်းတို့ကိုပြောပြီးပြီလား။သူကဖခင်ရင်ဆိုတော့သူ့ကိုပြောရတာပေါ့။သူကမိမသားဆိုတော့တကူမပြန်နိုင်ပါဘူး။ကလေးတွေကိုလည်းမင်းတို့ဖမ်းထားပြီးပြီမဟုတ်လား။ဘိုခင်ညုံသည်ရိုသေစွာဖြင့်ဘိုးတော်အားအလေးပြုပြီးရန်ကုန်သို့ပြန်ခဲ့သည်။ဘိုခင်ညုံကတတိကောင်းသည်။မိမိတို့ထိတ်သိကြီး၃ဦးတို့တည်င်းထူးရရှိလင်တပြိုင်နက်တည်းတိကြစီရန်တယ်လီဖုန်း၃လုံးကိုလိုင်းပူထားရအောင်ဟု ဗိုလ်ချုပ်မူကြီးကအကြံပြုခဲ့သည်ဗိုလ်ချုပ်မူကြီးကကျန်တဲ့ဦးကိုစိတ်မချသဖြင့်အကြံပေးသည်ဟုနားလည်စေကောင်းမူမလွန်ဆန်နိုင်သေးသောအချိန်ကာလဖြစ်သဖြင့်သဘောတူခဲ့ရသည်ယခုဘိုးတော်ကပြာကိုရှာရမည်ဟုဖုံးဆက်သည်ကိုချွေနှင့်အေးတို့တိလောက်ပြီးဟုတတိယမိသည်ဆိုင်းငံ့ထားလင်းပြာကိုမိမိတို့၏အပိုင်ကြံသည်ဟုယူဆကရံပြုသည်ကိုခံရနိုင်သည်ထို့ကြောင့်ကားပေါ်မှပင်ချွေနှင့်အေးတို့ထံဆဲလ်ဖုံးဆက်၍တည်င်းအဝဝါကိုအစီရင်ခံလိုက်ရသည် အထက်လူကြီးနှစ်ဦးတို့ကဘောနေဝင်းဤစံချိန်ပြီးအာနာထက်မြင့်နိုင်သောတကိုးကိုအထူးစိတ်ဝင်စားကြသဖြင့်ပြာကိုရရှိအောင်အစွမ်းကုန်စ조사ပါလေဟုတယ်လီဖုန်းမှအမိန့်ပေးရင်တယ်လီဖုန်းထဲမှဘိုခင်ညွန့်ဤကြောကိုပုတ်သက်ပေးကြသည်ကံကောင်းသည်သို့မဟုတ်တယ်လီဖုန်းအတန်ခိုး၍ဖမ်းသောအစီအစဉ်သည်ကောင်းလာသည်စစ်ဆောင်တော်ရုံးအတန်ဖမ်းခန်းထဲတွင် ဒေါ်စနာဝင်းအိမ်မှဆက်လီသမျှတယ်လီဖုန်းသံများတို့ကိုဖွင့်၍နားထောင်သောအခါဆစ်ဆုံတော်ယုံမှဗိုလ်မှူးကြီးကတော်နှင့်ဒေါ်စနာဝင်းတို့ပြောသောစကားများကိုသိရှိကာတည်င်းစားကိုရရှိကြသည်ဆစ်ဆုံတော်ယုံမှအရာရှိများကအချိန်မဆိုင်မဲ့တည်င်းကိုဆက်၍လိုင်းနိုင်ကြသဖြင့်ရဲအနှင်းငယ်တွင်ပြပလင်းကလေးမှဆစ်ဆုံတော်ယုံတို့ရောက်လာလေသည်အရာရှိကြီးသုံးဦးတို့ကစာရေးကြီးသုံးအိမ်နှင့်အထက်ထက်ထည့်ပြီးချိတ်တစိမ့်သုံးချက်ခတ်၍မိကန်တက်တာတဲ့တွင်တိန်ထားပါသည်ဟု ဒုတိယဘုံကျုပ်ကြီးခင်ညွန့်တန်တရင်ပို့တော်အခါဘုံခင်ညွန့်သာမကရှောက်မူးကြီးရောဘုံကျုပ်ကြီးမောင်အေးပါတပြိုင်နက်တိရှိကထယီခုံမိကြသည်ဒေါ်ကြံကြိုင်းနှင့်ဒေါ်မြတ်မြတ်ဆန်းတို့တီတော်အခါတွင်မူကိုင်းနေအောင်ကမိကြသည်ဒေါ်ခင်ဝင်းရွှေထန်းခင်မုတ်ဖြစ်သူကဖုံးဆက်ပြောတော်အခါအိတ်ခမ်းတွင်တွင်ကွန်ပျူတာဂိမ်းကစားနေသောသားကိုဆွဲခေါ်ကဘောဒန့်ကမိသည်သားကမိခင်ဘာကြောင့်ကလုံးဒီကိုမသိချာသူတို့အာနာရှင်ကြီးလင်မယားသုံးစုံမြည်၍မြည်မြကြာမြင့်စွာ ရာဒူးနှင့်နေလိုကြသည်ဟူသောအတိုင်းအစကိုခံမနိုင်သူနေပါသည်သူတို့ပလင်ပေါ်တွင်ဆက်လက်၍နန်းဆန်နေလိုသည့်အချိန်ကာလမှာ16သိန်းရှိနှင့်ကဘာနှစ်သိန်းဤကိစ္စမျိုးသည်ဖိနှွဲ့ဆိုင်းငံ့ရသောအမှုမျိုးမဟုတ်သည့်ဖြင့်နာအဖမင်းသုံးပါသည် နောက်တနေ့နက်နက်9နာရီ9မိနစ်9စက္ကန့်တွင်တပြိုင်တည်းပြာစားကြမည်ဟုချိန်ဆိုကာပဲခူးအောင်ပင်လဲရွာမှဘိုးတော်အောင်ထုတ်ခေါင်ဤကျောင်းသင်ကန်းတွင်စုဝေးကြသည်ထိုနေ့ကဗိုလ်ချုပ်မှုကြီးတန်းကြီးက သူက15ရက်တကြိမ်အမြဲအချိန်မှန်မှန်တွေ့ဆုံကရှစ်ခိုးရသည့်တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံရန်ဗိုလ်ချုပ်ကြီးမောင်အေးကဒေါ်လာ1သန်းနှင့်ရှည်၍ဝယ်လေးရှိသောအမေရိကန်ကြောက်ကုန်တဲ့တူးနှင့်တွေ့ဆုံရန်ဒိုရီယာဗိုလ်ချုပ်ကြီးခင်ညွန့်ကဘိန်းသတိဝါလူမျိုးစုလက်နက်ကင်တက်ကောင်းဆောင်နှင့်တွေ့ဆုံရန်ချိန်ဆထားတော်လဲလွန်စွာအရေးကြီးသည့်ထိုးအစီအစဉ်များကိုဖျက်ခါလာခဲ့ကြသည်အခါတော်ကြသောအခါဘိုးတော်၏အစီအစဉ်ရပြတင်းပေါင်းမှဖူးမြင်ရသောအောင်မင်းလဲစည်းဒီကိုဥခိုက်ရှစ်ကိုးကကိုးပါတီလာခံယူကြရသည် ဖယကြော့ဘွဲနဲ့အတူစစ်စုံတော်များတိမ့်ယူ၍ရသည်မပြာကိုအချိန်အစတူခွဲ၍ထုတ်ထားသည့်ပြာထုတ်သုံးတုပ်ကိုဘိုးတော်ကဝေပီးသည်ခေါင်းဆောင်ကြီးသုံးဦးတို့သည်အာနာဇတ်ဆက်လက်၍တီမြဲမီဘုံတကိုထွားမီဆိုပါလင်မစင်ကိုပင်နှာခေါင်းရှုံကစားရန်ဝင်မလေးသူများဖြစ်ကြသည် ပြာကိုစားရရင်ကိုနီးနစ်ကိုစားကြသည်ဘုံကြောင့်မူကြီးတန်းရှိကကျုပ်ကအန်တက်တေပြဟုဆိုကပြာကိုငှက်ပြောသည်တွင်မြုပ်၍စားသည်ဘိုးကျုပ်ကြီးမောင်ကြီးက အရက်နဲ့မျောလင်ဘာမဆိုအေးပြောတာပဲဟုဆိုကအရက်ခွက်တွင်ရောထဲ၍တမော်ထဲနေတောက်လိုက်၏မောခင်းညွန့်ကမူတကိုးထက်စီရန်ပြားကိုရက်စားရက်တကဲ့သို့အရသာခံကရက်သည်သူတို့သုံးဦး၏ဝမ်းသာမှုမှာအညီအမျှကြီးမားသည် နောက်ပိုင်းတွင်တဦးကိုတဦးအပြည့်အပိုင်ဖယ်ချရန်စီမံကိန်းများကိုစတင်စဉ်စားတွက်ချက်နေကြလေပြီယာတိမဟုတ်ပဲမိုးညိုလာကဂျန်ကနေမိုးချိန်လိုက်သည်ဘိုးတော်ကလက်သီးလက်မောင်းတန်းကအော်ဟစ်သည်အောင်းပြီအောင်းပြီအောင်းပြီ ောင်ထုတ်ကောင်းလဲအောင်ပွဲရရှိ၏ဘိုးချုပ်ကြီးမောင်ကြီးကအရေးသွေးချွမ်းသောဗရံများလုံးကျော်နှလုံးနှင့်ပူဇော်၏ပြင်သစ်ပြီးပဲရိမျိုးတော်သို့တင်ပို့ရောင်းချရန်စီစဉ်နေသည့်အမေရိကန်ဒေါ်လာတသိန်းကျော်တန်သောကြောက်မြန်များဖြစ်သည်ဘိုးတော်တွင်ကရော၂ဦးစင်ပြိုင်ရှိသည်ကိုသိသဖြင့်နားလေစွာပူဇော်သည်ဒုတိယဘိုးချုပ်ကြီးခင်ကျုံးကလွန်ခဲ့သော၃လကဘိုးတော်ကစာနာပြုသောမှန်ကားကြီး၂စီးယခုရက်အတွင်းစိုက်မိသင်မောနှင့်ပါလာပြီးဟုကောင်းတဲ့ရင်ပြီးကား စေအောင်စံပေါ်နေထားသောကား၏ကြော်ညာကက်တလောက်ကိုပေးအပ်သည်။ဗိုလ်ချုပ်မူကြီးတန်းကျွေသည်ရံပတ်ပြည့်ဒစိအမျိုးမျိုးတက်ဆင်လေးရှိတော်လဲ။မြည်သည့်တိုက်ပွဲတွင်မှရွရွချွန်ချွန်ထမ်းဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့်ဘွယ်ဒစိတစ်ခုမှမရရှိခဲ့ပြီ။သို့သောစေဘိုလ်ကြီးအများကဗိုလ်ချုပ်မူကြီးတန်းကျွေအားသူ၏နောက်ွယ်တွင် သူရဘွယ်ကိုပေးထားကြသည်။ဘာမဆို သူကသာရယူသည်။သူကမူဘသူကိုမှပေးကမ်းစွန့်ကြဲခြင်းမရှိသဖြင့်တမျောအိုးငနေကြီးဟုခေါ်ကြသည်။ယခုလဲဘိုးတော်အတွက်မြည်သည့်လက်ဆောင်မှမပါလာသဖြင့် အခြားသူများတို့ကလက်ဆောင်များပတာဒီကိုမြင်ရသောအခါမဏိတက်မထိုင်တက်ဖြစ်သွားသည်အချက်ပြီးပြောရသည်ဘိုးတော်အတွက်ဘာများဆောင်ရွက်ပေးရမလဲကျုပ်မှဘာမှမလိုပါဘူးတခုတော့ပြောပြရစီကျုပ်ကညောင်ဦးနောက်ဖေးကငတယောက်ရွာသားပါကျုပ်တို့ရွာကဗမာပြည်မှာရေအချားဆုံးဒေသဖြစ်ပါတယ်တနေ့တစ်ခါတော့တမိုးရွာမှရေချိုးနိုင်ပါတယ်တောက်ရေတအိုးရဖို့တနေ့ကုန်တွားရပါတယ်အလွန်စိမ့်ရဲပါတယ်အဲ့ဒါကိုရေရဖို့ကုညီပါလားဗျာဘုံကြုံမှုကြီးဝမ်းတာသွားသည်သူ၏အိတ်ထဲမှာငွေကုန်ရံမလိုပဲ အစိုးရငွေနဲ့ပတာရမည်ဖြစ်သဖြင့်ကျေနပ်ခါစိတ်ချစိတ်ချဟူ၏အာရပါရဂတိပေးခဲ့၏ဗိုလ်ချုပ်မူကြီးကဂတိတည်သည်စိတ်ယုံပြန်ရောက်သည်နှင့်တာဆိုင်ရာဝန်ကြီးအားငတယောက်ရေရရှိရေးစီမံကိန်းလှုပ်ဆောင်ရန်ညွှန်ကြားသည်ငတယောက်ဟူသောဒေသ၏အမည်ကိုပင်မသိချသောဝန်ကြီးမှကောင်းဆောင်ကြီးကိုပြန်မမေးရသဖြင့်ငတယောက်ရွာဒေသကိုသိရန်ကစတင်စူးစမ်းရရှာသည်ရင်တို့ဖြင့်မင်းလောင်ဗိုလ်ချုပ်ကြီးများအောင်ပွဲခံပြီးအောင်လံလွင့်ကရန်ကုန်သို့ပြန်သွားမှာ စစ်တပ်များစောင့်ရည်ပိတ်ထားသောရန်ကုန်ဘကိုးကားလမ်းကြီးကိုဖြန့်ပေးလိုက်သည်ဘိုးတော်သည်ပီတိတဖွားဖွားနှင့်ကြံရစ်ခဲ့ရာမှဂရင်းရှင်သည်ဖြင့်ဗိုလ်ချုပ်ကြီးမောင်အေးဖြန့်ပြီးမှကြံရစ်သောအရက်ပလင်းမှတခွန်းငှဲ့တော့လိုက်သည်လွန်ခဲ့သောအပတ်ကသမီးတော်ဇနာဝင်းကအချိန်မဆိုင်ပဲထောင်တွင်းသို့ကြံဖန်သွားရောက်၍ခင်ပွန်းအေးစော်ဝင်းမြေတော်အေးဇွဲနှင့်ကျော်နေဝင်းတို့ပါပေါင်း၅ဦးတို့ပြာစားကြပြီးနောက်ဇနာဝင်းကလာရောက်ကြော့စင်၌မိမပီပီ အလိုက်သည့်စွာထမင်းအုံနှင့်တဲယူလာကား ဆုံးကတ်ခဲ့ဒီကိုလည်းတရိယာမိကမိမိဤဘဝတန်တရာနဲ့မြန်မာနိုင်ငံဤကံကြမ္မာကိုတွေးတော်ရင်မိမောကအိပ်ပျော်သွားချာလေသည်အိမ်မပျော်မီမယားနှစ်ဦးတို့အားဗရန်များနှင့်မှန်ကားများရကြပြီဟုဖုံးဆက်လိုက်သည်သည်အမေရိကန်၌ဗာမိုးထံသို့ရောက်လာသည့်ပလတ်စတစ်နှင့်ခိုင်လုံစွာထုတ်ထားသောပြတုံးမှလည်းရွေးကြီးစီ၄စီကန့်ရှိသည်အိုးချိန်တီတစိ့ရက်စားပလင်းတွင်အလဲမတက်ရက်စွာထည့်ထားသဖြင့်တကူးတကသေးယူလာသည့်လူကြုံပင်ရိပ်မိခြင်းမရှိဘဲသေးလာသည်မြန်မာပြည်ပြည်လက်ဖက်တထုပ်နှင့် ပုံးရီတထုတ်ပင်အပိုလက်ဆောင်ဆောင်းသွားသည်။ကောင်းသောနမိတ်ဟုဘာမိုးကယူဆသည်။သို့သောတက်ရပိန်လောစုံပိန်လောဟုဆုံးဖြတ်မှုမပြုနိုင်ချာ။ဘာမိုးသည်စပွဲပေါ်တွင်ဖန်ကွက်ငယ်နှင့်ထည့်ထားသောပြာဒုတ်ကိုဒစိမ့်စိမ့်ကြည့်ရင်းထွေးတော်ငင်းမောနေမိသည်။ရာဇာစအရှင်မင်းတို့သည် လောကနတ်ဖြစ်ပေ၏ဟု ရှေးကစာရှိသည်။ရေမြေအရှင်လေမြေတို့အရှင် နိုင်ငံသားတို့အရှင်ဖြစ်သောမင်းစည်းစိမ်ကကြီးမားလာသည်။ဝါကောင်လာတွင် အင်္ဂလိပ်ဝင်ကြီးဖေယာက ဒွရင်သီလုံးလီ225ကိုလှေလင်းလှေမြန်နှင့်တင်ဆောင်၍အဆက်အသရောက်သည်တရင်ကျိုးလာတွင်တိန်ဒီစော်ဘွားကသမီးကညာဆက်သည်ဆော့သောတဂရစ်1236ခုနှစ်ကမန္တလေးရွှေမြိုဇံမင်းတို့မင်းဒရာကြီးဤမှတ်တမ်းကိုတတိယသဖြင့်ဗာမိုးသည်မင်းဖြစ်လို့သောဆန္ဒကြီးမားမိသည်သို့သော မင်းကောင်းမင်းမြတ်တို့ဝန်ခံသောပိဒိတ်သစ္စာပြည့်ရှိသောကဘာစုဝေလေးမုံတိုင်းစဉ်ငလင်တော်လဲမြေကြီးကွက်၍ငရဲမိလျံဝင်းဝင်းပြောင်ပြောင် တောက်တောင်ကျင်ညက်သူဖြတ်သူလောင်ထောင်ထောင်ထားထားခိုးသားတန်တစသည့်ထွေထွေနေလာတကွန်ငှက်ပြန်ငှက်ယုတ်ဆုံးပုတ်တစီနန်းထက်နေ၍မွေ့မွေ့လျံလျှောက်မွေးဟောက်ငန်းကြားတက်၍စားသည်ဖြစ်စေတော်ဟူ၍မင်းတို့တောင်းရင်မကြည်လင်ခံကြရမည်ကျင်းစာကပြင်းထန်လာသည်ဗာမိုးကြောက်သည်ဘာဘကြီးဝင်းဤပြာကိုမစားတော့ဟုဆုံးဖြတ်မိသည်စွန့်ပြေးရံမှာလဲအစီနှစ်ချွဲချွဲစားမည်ဆိုပါကတလဲချက်ချက်ဖြစ်သည်ဖြစ်ဆုံးပြေချက်ချရန်ကတ်ခဲနေသည် ကဲဒီလိုကြုံကြိုက်တဲ့ရာခဲတဲ့တကိုးပြာကိုလွှဲပြမြည်လို့မိသူအားပေးစွန်မြည်နီးဟူ၍မေကွန်ထောက်မိစဉ်တွင်ခေါင်းဆောင်ဩဂရကြီးဤမျက်နှာကိုကွက်ခနဲမြင်အောင်လာသည်ဤရင်မှပါမိုးသည်သူ၏ကျေးဇူးရှင်ကြီးကိုတရေရမိသည်သူသည်ကလိန်ညာနှင့်ကပ်၍ပေါင်းသည်ကိုခေါင်းဆောင်ကြီးကရက်ရောစွာကူညီသဖြင့်ကြီးပွားနေသည်ယင်းကျေးဇူးကိုပေးဆက်ရန်လိုသည်ခေါင်းဆောင်ကြီးသည်လွန်မင်းစွာအာနာကိုမမောသည်ကိုပါမိုးကောင်းစွာသိသည် အာနာမတ်သောလောဘတွင်ရန်ကုန်ကဘိုးကျုံများနှင့်သူမသားကိုမသားအဆင့်တွင်ရှိသည်တလောကလူရင်းများသာဝိုင်းကြသောပွဲငယ်တွင်လွန်စွာမဲမှုနေသည့်ခေါင်းဆောင်ကြီးကညှိချသည်ကျွန်တော်ကိုပြည်ပကအင်အားစုတွေကမကြိုက်တယ်လို့ပြည်ရင်း NLD ခေါင်းဆောင်တွေကလည်းမကြင်တ်ဘူးဆိုတာကောင်းကောင်းသိပါတယ်အေးလေအချိန်နေရဒီမိုကရေစီခေတ်မှာသူတို့ကနိုင်လို့ကျွန်တော်ကိုခေါင်းဆောင်တွေကမပေးရင်လည်းနေကြပေါ့ကျွန်တော်လည်းအမေရိကန်မှာပဲဇက်မြုပ်နေပါမယ်ဟုပြောသဖြင့်ဘာမိုးတို့ကမဟာကရုဏာတတ်မိကြသည် ကျွန်တော်ကကျွန်တော်အဖေလိုတိုင်းပြည်တော်ဝင်ကိုအသက်ပေးပြီးထမ်းရွက်ရှင်တာပါဟုဆိုသဖြင့်အားလုံးကခေါင်းဆောင်ကြီးအမျိုးကုံကိုထောက်၍နိုင်ငံကနေရာပေးတင်သည်ဟုတွင်းပြီးကြသည်ညီမင်းဖြစ်သည်ဖြင့်အကိုကအချောင်ရာဒူးရခဲ့သည့်နောက်ကျောင်းမှာပျောက်နေပြီးဖြစ်သည်ဖြင့်အတိတ်ကိုမသိသူပါမို့ကဆွေကုံမျိုးကုံတန်ဖိုးကြီးမှသောခေါင်းဆောင်ကြီးအားမင်းမြောက်ရန်ဆုံးဖြတ်လိုက်သည်ပါမို့သည်ဆုံးဖြတ်ချက်အတိုင်းတကိုးပြကျွေးရန်အတွက်ပလင်းတလုံးကိုဆွဲကာခေါင်းဆောင်ကြီးအိမ်သို့သွားခဲ့သည်နောက်ဦးသားတောက်ကြရင်ခေါင်းဆောင်ကြီးအမှုတွင် သူမသိစေပဲပြာထက်ရန်ပြင်သောအချိန်တည်းမှာဘာမို့စိတ်ပြောင်းသွားပြန်သည်လူတို့စိတ်သည်စမ်းသည်မြန်ဆန်သည်ငါလဲဝေစားမြစားလုံးမပေါ့ဟုတမဟုတ်ချင်းဘာမို့ဆုံးဖြတ်ကာပြာကိုတဝက်စီခွဲ၍အရက်ခွက်နှစ်ခုတွင်ထက်ကာနှစ်ဦးသာပြိုင်းတူမော့ကြလေတော့သည်မိုးချိမ့်တန်မကြရစေကမူမပြည့်စဘူးမကြုံစဘူးဝါရှင်တန်မြို့တော်တွင်လျှက်စစ်တအားတခဏပြတ်သွားပြီးသူတို့ခြေတွင်ပွင့်ထားသောတီဗီသည်ရုတ်တရက်ပြတ်သွားသည်သို့သောအတောက်မပြတ်အမှုမပြတ်အောင်ပြီး အောင်ပြီးမင်းလုံးဆယ်ပါ ပြည့်လေပြီဆရာကြီးကျေးမွန်ဦးတော်